ရန်ကုန်တိုင်းစစ်တပ်ကကဲနေမြေရတွင်ရဲလုံငါများကန့်သက်ခံရကြောင်းသိရပါတယ်။အခက်မသိရင်ရဲလည်းအဖမ်းခံရမည်ဖြစ်ပါတယ်။ရန်ကုန်တိုင်းရတွင်စစ်တပ်ကကဲသည့်နေမြေများတွင်ရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူမှုများလှုပ်ဆောင်လိုပါကစစ်တပ်ကိုကြိုတင်အကြောင်းကြားရမည်ဟူသောညွှန်ကြားချက်ကိုဂျွန်လ15ရက်ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းအခြေစိုက်တိုင်းအရန်တပ်မကနှီးပြူဟာမှုတရဲမှုနဲ့စစ်ကြောင်းမှုများတို့ထပ်ဆင့်ညွှန်ကြားချက်ကိုထုတ်ပြန်ထားပါတယ်။ဝင်ရောက်ဖမ်းဆီးမှုလုပ်မည်ဆိုပါက က်ဆိုင်ရာနီးမြူဟာနေမြေခမ်းတက်ရင်ထံမြို့နယ်ရဲတပ်ဖွဲ့မှူးများမှတဆင့်တို့မဟုတ်တက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များကဥစွာသတင်းပို့ရမည်ဟုညွှန်ကြားချက်တွင်ပါရှိပါသည်သတင်းပို့ပြီးမှသာရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးမှုလှုပ်ဆောင်နိုင်ကြောင်းညွှန်ကြားစာကဆိုထားပါသည်အကြောင်းမကြားပဲဖမ်းဆီးမှုပြုလုပ်သည့်ရဲတပ်ဖွဲ့ဝင်များကိုစစ်တပ်ကယာယီထိန်းသိမ်းရမည်တိုင်းအရန်တမထံအချိန်နဲ့တပြေးညီသတင်းပေးပို့ရမည်ဖြစ်ကြောင်းညွှန်ကြားစာတွင်ရေးသားထားပါသည်ကိုကဲမှုအောက်စစ်စေးရေးဂိတ်မြို့အဝံထွက်ရေးဂိတ် လမ်းပိတ်စစ်ဆေးမှုတို့တွင် လုံခြုံရေးတပ်ဖွဲ့များငွေမတောင်းကြရန်လဲစာရင်းရေးထားပါတယ်။လုံခြုံရေးရဲ့အရာအမျိုးဖော်လိုသည့်သတင်းရင့်မြစ်တအူးကရဲတပ်ဖွဲ့ဝင်များရန်ကုန်တိုင်းလာတာမြို့နယ်တွင်အွန်လိုင်းဂိမ်းလုပ်ငန်းများကိုဝန်ဖန်ခြင်းစစ်ကောင်စီတပ်ရင်းများခြေဆိုင်ရာမော်ဘီတွင်စစ်တပ်ပွဲများလုပ်သည့်လောင်ကစားဝိုင်းကိုဝန်ဖန်ခြင်းစသည့်အရေးယူများနဲ့ပတ်သက်ပြီးစစ်တပ်ကညှဉ်းပန်းခဲ့ခြင်းဖြစ်နိုင်သည်ဟုသုံးသပ်ပါသည်။ထို့ဖြစ်ရများပြီးရန်ကုန်တိုင်းစစ်တမ်းမှုကနေမြေခံစစ်ကောင်စီတပ်များပေါ်စူပူချိန်ပေါင်းသည်ဟုသိရကြောင်း ယခုကဲ့သို့တိုင်းအရန်တက်မိုက်ညွန်ကြားစာထွက်လာခြင်းမှာထိုးအမှုများနဲ့ဆက်ဆက်ွယ်ရှိကြောင်းသတင်းရင်းမြစ်တစ်ခုကမှတ်ချက်ပေးပါတယ်။ရန်ကုန်တိုင်းရှိ night club များသည်စစ်တပ်အရာရှိဟောင်းများနဲ့ဆက်ဆက်နေပြီးထိုးနေရာများတွင်ရဲတပ်ဖွဲ့ကမူရစ်စေဝါဝင်ရောက်ဖမ်းဆီးမှုများကိုကန့်သတ်ရန်စစ်တပ်ကလှုပ်ဆောင်မှုဖြစ်ကြောင်းလည်းသိရပါတယ်။ရန်ကုန်တွင်လူသိများနေသည့် Arena night club နဲ့ A4 night club ပါဝင် KTV ဆိုင်များသည် စစ်တပ်အရာရှိဟောင်းတို့ချို့လုတ်ကင်နေသည့်လုံကားများဖြစ်ပါတယ်။နေမြေခံရဲတွေကအဲ့ဒီဖက်တွေကိုခြေဥလှက်မရဖြစ်နေပြီးရဲရောအခွန်ဌာနရောစီပင်ရောအဲ့ဒီဖက်တွေကိုဘာမှလုပ်မရဘူး။စစ်တပ်ကိုကြိုတင်တရင်ပေးပြီးမှမူရစေဖမ်းရမယ်ဆိုရင်ဘလို့လို့ဖမ်းလို့ရတော့မှလဲဟုယခုချိန်နေတဲ့ကိုထက်ထဝင်ဝင်သိရှိသည့်စစ်တပ်၏လုံခြုံရေးဆိုင်ရာတရင်ချင်းမြက်ကပြောပါတယ်။ရန်ကုန်တိုင်းခြေစိုက်တိုင်းအရန်တက်မှလက်အောက်တွင်တပ်ရင်းဆယ်ရင်းရှိပြီးခမန်းစစ်ရင်အားတထောင်ထိရှိနိုင်ကြောင်းအနာဖီဆိုင်လှူရှမ်းမှုတွင်ပါဝင်သားသည့်ဗိုလ်ကြီးစင်ရောကသုံးသပ်ပြပါရယ် ရန်ကုန်တိုင်းခြေဆိုင်တပ်မနှစ်ခုဖြစ်သည့်ချင်းမြန်တပ်မ17နဲ့စကကစစ်စင်ရေးကိုကဲမှုဌာနချုပ်၄တို့ကိုရှေ့တန်းတာဝန်များဖြင့်အဝေးပို့ထားရသောကြောင့်နောက်တန်းလုံခြုံရေးအတွက်တိုင်းအရာတပ်မကိုအာဏာသိမ်းမှုဖြစ်ပြီးနောက်ဖွဲ့လိုက်ကြောင်းဘူကြီးစင်ရောကတုံ့တပ်ပါတယ်ရဲတို့၏လုပ်ရက်ကိုကန့်သတ်သည့်စစ်တပ်ညွန်ကြားချက်သည်လုံရုံလုံစင်မဟုတ်ဟုသူကဆိုပါတယ်စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းထားတဲ့နေရာတွေဆိုရင်တော့တမျိုးပေါ့ရဲတွေကိုမတင်ကားလို့ရဲတွေမှလည်းဖျဲသည်တက်တွင်တရင်ပေးနဲ့လှုပ်ရှားတာတွေရှိတယ်ဖမ်းပြီးငွေညှစ်တာတွေလည်းရှိတယ်လို့တိုင်းအရာတပ်မကကြက်လိုက်တဲ့သဘောလို့ထင်တယ် ်လူမျိုးလုံးစင်ကတော့စစ်တပ်ကဖမ်းမိရင်ရဲလက်အရာမျိုးပါဟု၎င်းကပြောပါတယ်